လူတယောက်ဟာစိတ်နေစိတ်ထားကစပြီးမကောင်းမကောင်းတာတွေကြီးလှုပ်တယ်။တည်တဲ့အခါကျတော့လက်ပြေငရဲကြသွားတယ်ဒါတယောက်။မကောင်းတာလှုပ်ပြီးတော့တည်တဲ့အခါငရဲကြတာဒါတယောက်။အဲလူတယောက်မကောင်းတာလှုပ်တယ်ဒါပေမဲ့တည်တဲ့အခါကျလက်ပြေရောက်တယ်ကောင်းအတူတူရောက်သွားသေးတယ်။ဒါကတယောက်။နောက်လူတယောက်ဟာသူ့စရိုက်တွေကြီးပဲလှုပ်တယ်။တည်တဲ့အခါမှာကောင်းအတူတူရောက်တယ်ဒါတယောက်။ လူတယောက်ဟာသိတ်ကောင်းတယ်သူတော်ကောင်းကောင်းတာလေးကြီးပဲလှုပ်တယ်သေတော့ငရဲကြတယ်။ဩဘယ်နှယောက်ရှိနော်၄ယောက်ပါဗျာ။အဲ့ဒါကိုမျက်စိမလဲအောင်မှတ်ထားဖို့လိုတယ်နော်။မှန်လားပါဗျာ။မကောင်းတာလှုပ်တယ်ငရဲကြတယ်ဒါပုံမှန်။မကောင်းတာလှုပ်တယ်ကောင်းရန်သူကတိရောက်နေတယ်။ကောင်းတာတွေလှုပ်တယ်ကောင်းတဲ့ပုံရောက်တယ်မကောင်းတာတွေလှုပ်တယ်ငရဲအဲကောင်းတာတွေလှုပ်ပြီးတော့ငရဲကြတယ်။ငရဲကြ။အဲ့ဒီ၄မျိုး အဲ့ဒီလေးမျိုးနဲ့ပတ်သက်ပြီးတော့တွေးရှိချက်တွေကိုတခြားဘာသာတွေကကံနဲ့ပတ်သက်ပြီးဘယ်လိုတွေးရှိလဲဘုရားမြတ်စွာမပွင့်ခင်ကသူတို့ကလည်းသူတို့မှဒီခုခေတ်ပမာတွေပြောတဲ့အကြအမြင်ဆရာလို့ပြောခြင်းပြောပေါ့ဒါပေမဲ့သူတို့လည်းမြင့်တယ်နော်ဒေဝဆက်ခုအဘိညာဉ်ရတဲ့တမနာပြမနာတွေကသူတို့မှစွမ်းအသက်တရှိတယ် အဲ့ဒီပုံကိုယ်ကြီးရဲ့ဟောပြောချက်ဟာမပြည့်စုံဘူးဆိုတော့မြတ်စွာဘုရားထောက်ပြတယ်သူတို့ကဘလို့ဒီကံနဲ့ပတ်သက်ပြီးဘလို့ဒီလေးချက်မှာသူတို့တွေ့တဲ့အခါမျက်စိလည်သွားတာချီပထမပုံကိုယ်တရားဟာမကောင်းတာတွေကြီးလောက်တယ်မကောင်းတာလောက်လို့ငရဲကျသွားတယ်မကောင်းတဲ့ပုံရောက်သွားတယ်အဲ့ဒါကိုခொနက်ကတမာတိစွမ်းအားရှင်ကဒိဗ္ဗစကုနဲ့ကြည်လိုက်တဲ့အခါဒီလူကမကောင်းတာတွေလောက်ပြီအခုကြည့်ငရဲရောက်နေဒီကောင်း လူတော်ကလည်းတော်ဆိုးတယ်အခုလည်းသူငရဲရောင်နေသူမြင်မြင်တဲ့အခါကျတော့သူကဘာကိုထုတ်ဖော်လဲလို့ဆိုရင်သူက theory တစ်ခုထုတ်ဖော်လိုက်တယ်အေးမကောင်းမှုအကုသိုလ်ဆိုတာရှိတယ်မကောင်းမှုအကုသိုလ်ရဲ့အကျိုးလည်းရှိတယ်ကြည့်ဒီကောင်လှုပ်သွားတာမဟုတ်တာတွေလှုပ်လို့သူငရဲကြသွားပြီဟောသူကလက်တွဲနဲ့လေသူပြောတာမဟုတ်ဘူးလားဟုတ်တယ်အဲ့တော့ तू က သူမျက်နာကိုသူပြောတယ်ပြောပြီးတော့သူထုတ်ဖော်လိုက်တဲ့စကားကမှန်ကန်တယ်မကောင်းမှုအကုသိုလ်ဆိုတာရှိတယ်မကောင်းမှုအကုသိုလ်လုပ်ရင်ငရဲဆိုတဲ့မကောင်းတဲ့ဘဝဆိုတာရောက်တယ်ဆိုတာဟုတ်တယ်ဒီအချက်ဒါပေမဲ့လို့သူက conclusion ဆွဲတဲ့အခါဘလို့ဆွဲလိုက်တုံးဆိုရင်ဓာရီလုံတဲ့ကောင်မှန်တယ်မြအကုငရဲကြီးသွားမှလို့ conclusion ဆွဲလိုက်တယ်ကြည့်မြတ်စွာဘုရားကအဲ့ဒါကိုဝေဖန်ပြတယ် ရှိဒုတိယပုဂ္ဂိုလ်မျိုးစားကြတော့မကောင်းတာတွေလုပ်တယ်လုပ်ပြီးတော့နှက်ပြေရောက်တာရှိတယ်မှာလားရှိပါဗျာအဲ့ကြတော့သူကဘာဖြစ်သွားတော့ဒုတိယပုဂ္ဂိုလ်မျိုးစားကြတော့ခဏကပုဂ္ဂိုလ်အချိပြန်ချိတဲ့အခါကျတော့ဟာဒီကောင်မကောင်းတာတွေလုပ်တယ်ဒါပေမဲ့သေတော့ဘယ်ရောက်တုံကြည့်လိုက်တယ်ဟာဒီကောင်နှက်ပြေရောက်နေပါလားဒီကောင်မကောင်းတာတွေလုပ်ပြီးဘာဖြစ်လို့နှက်ပြေရောက်နေလဲဆိုတော့သူက ီဝရီတစ်ခုထုတ်တဲ့ကမလို့ထုတ်တုံစေမကောင်းမှုအကုသိုလ်ဆိုတာမရှိဘူးဟေအကျိုးတရားဆိုလည်းမရှိဘူးတလောက်ဆိုးရကောင်တော့နတ်ပြည်ရောက်အောင်လာပဲကွာဟောဒီတီဝရီထုတ်လိုက်တယ်ထုတ်ပြီးတော့သူကဘာပြောတော့ဆိုလို့ရှင်ဟုတ်လားမကောင်းတာလုပ်နေသူဖြစ်ချင်ရဖြစ်မှာပဲဆိုတဲ့အဓိပ္ပာယ်မျိုးဆွဲလိုက်တယ်ဒါနှစ်ချက်နော်မှန်ပါပါထို့တူပဲကောင်းတာတွေလုပ်ပြီးတော့ကောင်းတဲ့ဘုံရောက်တဲ့ပုဂ္ဂိုလ် ဒိဗ္ဗစကုနဲ့ကြည့်လိုက်လို့မြင်ရင်ဟေးကုသိုလ်ကောင်းမှုဆိုတာရှိတယ်ကုသိုလ်ကံရဲ့အကျိုးတရားဆိုတာလည်းရှိတယ်ကြည့်ဒီလူတရားကကောင်းတာတွေကြီးလုံလို့ကောင်းတဲ့ဘုံရောက်နေပြီဟောအဲ့ဒီလိုပြောပြီးတော့ तू က conclusion ဘာဆွဲတုံဆိုလို့ရှင်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်မှန်သမျှကောင်းတဲ့ဘုံကြီးပဲရောက်ရမယ်ဆိုတဲ့ conclusion ဆွဲလိုက်ပြန်တယ်ဆွဲလိုက်တော့စတုထပုဂ္ဂိုလ်နဲ့တော့ညှိမနေဘူးလားညှိနေပါတယ်ညှိနေပြန်ရော အဲ့ဒါသွားတွေးတဲ့အခါကျတော့သူကဘာပြောပြန်လို့ဆိုရင်ကောင်းမှုကုသိုလ်ဆိုမရှိဘူးဒီမှာကောင်းတာတွေလုပ်ပြီးငရဲကြနေပြီဟိုကောင်ယသဝဘုရားကအဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ရှိမကောင်းတဲ့အကုသိုလ်ရှိတယ်မကောင်းတဲ့အကုသိုလ်ရဲ့အကျိုးရှိတယ်ဆိုတာငါသဘောတူတယ်ဒါဟုတ်တယ်သို့တော့မကောင်းတာလုပ်တဲ့လူမှန်တယ်များငရဲကြတယ်ဆိုတဲ့ဒီ conclusion ရတော့ငါလက်မခံဘူး ဘာဖြစ်လို့ရုံးဆိုလို့ရှိရင်ဒီကံလေးတွင်ကြည့်ဆုံးဖြတ်လို့မရဘူးတဲ့အတိတ်ကကံတွေရှိသေးတယ်တဲ့ဘုရားဆောဘုရားဒီဘဝဆိုးပြီမဲ့လို့အတိတ်ကကောင်းလာတယ်အဲ့ဒီကောင်းတဲ့ကံတွေကမကျူးအဖြစ်ပြီးတော့ဝင်ပြီးတော့အကျိုးပေးလိုက်တာတဲ့သို့မဟုတ်သေကံဒီမှာသူစိတ်ပြောင်းသွားတာရှိဆိုပါစို့ပရဏာတိဆိုတဲ့တာဂိဝေမင်းသားတယောက်တစ်သလုံးအရက်ကလေးတမျှမျှနဲ့နေသွားတာသူ သရဏာနိဆိုရင်သူကငါးပါးတိလာမလုံးဘူးတေခာနိကြတော့သူပြင်သွားတာကိုဘယ်သူမှမသိလိုက်ဘူးမုဒဝါဒဝေရမဏိတိတ်ခာပရံသမဟောရင်းကိုသူရမေရယာမိစ္ဆပမာဒဌာနဝေရမဏိတိတ်ခာပရံသမရိယာမိဆောက်တည်ပြီးတော့သွားမြတ်စွာဘုရားသူတည်သွားတဲ့အခါကျတရဏာနိယသောတာပန်ဖြစ်သွားတယ်လို့ခေါ်တော့ဝိုင်းကဲ့ရဲ့ကြတယ်ဟာတလောက်အရက်နေနေနေတိုင်းအရက်နဲ့မပြတ်တဲ့လူကဘယ်လိုလုပ်သောတာပန်ဖြစ်မှာတော့ တေကနိပြောင်းလဲသွားတာမသိကြဘူးเนาะမှန်လားပါဗျာအဲ့တော့ပုထုဇဉ်ဆိုတာအပြောင်းလဲသိမြန်တယ်တခုတည်းနဲ့သွားပြီး conclusion မစွဲနဲ့တဲ့ကမ္မဝိပင်ကမြတ်စွာဘုရားသာလင်ဝေဖန်နိုင်တယ်အကုန်အသေးစိတ်အကြောင်းအချက်လက်အပြည့်ပြည့်စုံစုံမြတ်စွာဘုရားသာသိတယ်ကျန်တဲ့ပုဂ္ဂိုလ်မသိဈာတဲ့ကဒီလက်နက်နေတဲ့အကြောင်းကလေးတွေကိုမမြင်လိုက်တဲ့အတွက်ကြောင့်လူတွေအားမျက်စိလဲ ဒီကနေ့ခေတ်လည်းမျက်စိလဲတဲ့လူတွေရှိတယ်ဒီဟာဒီကောင်လူအမတန်ဆိုးတဲ့ကောင်ပဲဟာတေတော့ကောင်းရာရောက်နေပါဘာတွေပြောကြတော့ဆိုရင်ဟာဒီကောင်မကောင်းတာတွေလှုပ်တယ်ကြီးပွားတာကောင်းတာလှုပ်တဲ့ကောင်ကျဆင်းရဲနေတယ် ਨੇ ပြောကြတယ်တချို့ကကံကံဤကြိုးတော်မယုံကျင်တော့ဘူးတဲ့မဟုတ်တာလှုပ်တဲ့ကောင်တွေကြီးပွားနေဟုတ်တာလှုပ်တဲ့ကောင်ဆင်းရဲနေတယ်ဆိုကံကံဤကြိုးတော်မယုံကျင်ဘူးပြောတယ်မျက်စိလဲသွားတာအဲ့ဒါ ကောင်းတာတွေမကောင်းတာတွေဒီဘဝလုံးနေပြီမဲ့လို့အတိတ်ကကောင်းတာတွေရဲ့အကျိုးကျေးဇူးကိုဒီပုဂ္ဂိုလ်ကခံစားနေတာမှန်ပါပါခင်ဗျအခုမကောင်းတာလုပ်တာတွေကမကျူဝါမဖြစ်သေးဘူးဆိုပါလို့ဥယျာဉ်ထဲမှာဟိုးလွန်ခဲ့တဲ့၄၀နှစ်ကစိုက်ထားတဲ့သစ်ပင်ကအသီးတွေသီးနေတာအခုဒီကနေ့မှစိုက်တဲ့သစ်ပင်တွေကမသီးသေးဘူးမှန်ပါပါခင်ဗျအဲဒီတုန်းကသီးတဲ့အသီးတွေသူစားနေတာအခုနောက်ထပ်စိုက်တာမသီးသေးဘူး အခုပိဿုပ္ပံမှာလုံနေတဲ့ကံတရားတွေကမကျူအောင်မဖြစ်သေးဘူးလို့ဆိုပါတယ်။မှန်ပါပါဘုရား။အဲ့ဒါမြတ်စွာဘုရားရဲ့ကမ္မဝါဒနဲ့ပတ်သက်ပြီးတော့မဟာကမ္မဝိပင်ကတုတ်တံကိုနားလည်အောင်ဖတ်ရမယ်အဲ့ဒီ။မဟာကမ္မဝိပင်ကတုတ်။မြတ်စွာဘုရားကရှိတုန်းကလှုပ်လာတာလည်းဖြစ်မယ်။နောက်မှလှုပ်လာတာလည်းဖြစ်နိုင်တယ်။သို့မဟုတ်တေခဏီမှသူအယူဝါဒပြောင်းသွားတာဖြစ်နိုင်တယ်။ ဒါကြောင့်မို့ကောင်းတာလုပ်ပြီးမကောင်းတဲ့ဘဝရောက်သွားတာလည်းရှိတယ်မကောင်းတာလုပ်ပြီးကောင်းတဲ့ဘဝရောက်သွားတာလည်းရှိတယ်